င်္ဂလာပါအိစဲမှာ row heading column heading တွေပျောက်နေတာမျိုးကြုံဘူးလားဖြစ်ဘူးလားဒါဆိုရင်ဒီနည်းလမ်းလေးကိုကြည့်ပေးသွားနော်အဲ့တော့အိစဲမှာ row heading နဲ့ column heading နဲ့ကျွန်တော်ကပျောက်နေတယ်ဆိုရင်ဘယ်လိုလုပ်ရမလဲလွယ်လွယ်လေးပါအာအဲ့ဒါကတော့ကျွန်တော်ဒီမှာဆိုလို့ရှိရင် column heading နဲ့မမြင်ရဘူး row heading နဲ့မမြင်ရဘူးဒါဒီကိုကျွန်တော်ကပြန်ဖော်စေချင်တယ်ဆိုလို့ရှိရင် page layout tab ထဲကိုသွားလိုက်ပါ page layout tab ထဲမှာကျွန်တော်ဒီမှာ sheet option ဆိုတဲ့ဟာရှိပါတယ်။ heading ရဲ့အောက်က view ဆိုတဲ့နေရာမှာအမှန်ကြီးလေအဲကျွန်တော်ကပြန်ပြီးတော့ထည့်ပေးလိုက်ခြင်းအားဖြင့် row heading column heading နေအဲပြန်ပေါ်လာမှာပဲဖြစ်ပါတယ်။နောက်ထပ်တစ်ခုကတော့ကျွန်တော် print ဆိုတဲ့အပိုင်းလေးပါ။ကျွန်တော်ကဒီထဲမှာ data လေးကိုရိုက်လိုက်တယ်ပေါ့နော်။ အာကျေကတော့ ACN ACN နော်လိုလေးရိုက်လိုက်မယ်ဟုတ်ပြီဒါလေးကိုတေဘယ်လေးတည်ဆောက်လိုက်တယ်ဒီတေဘယ်မှာပါတဲ့ column heading နဲ့ကျေတို့က print ထုတ်တဲ့အချိန်မှာပါခြင်းတယ်ဒါဆိုလို့ရှိရင် heading ရဲ့အောက်က print ဆိုတဲ့နေရာမှာအမှန်စင်လေးကိုထည့်ခဲ့ပြီးပြီးရင်တော့ print ဝင်ကြည့်လိုက်ပါဒါဆိုရင် ကျတော့ print ထုတ်တဲ့စာရွက်မှာ column heading ABCD ရေမြင်နေရမယ်။ row heading ချက်က1 2 3တွေချက်တော့ကပါနေပါပဲဖြစ်ပါတယ်။ဒါလေးကတော့ heading တွေပြောင်းနေတဲ့အခါမှာကျတော့က position နဲ့ဆိုလုတ်ပြရမယ်နည်းလမ်းလေးပဲဖြစ်ပါတယ်နော်။ heading ရဲ့အောက်က view မှာ text အမှန်ကြီးလေးကိုထည့်ပေးပါ။ print ထုတ်တဲ့အခါမှာ position နဲ့ဆိုရင်တော့ print မှာအမှန်ကြီးလေးကိုထည့်ပေးရမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဒီရှင်ကတော့ computer science trainer.net job ကနေဖြစ်ပါရဲ့ရှင်။